်ရှုနေကြတဲ့ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ကျမတို့ Adulay Channel ကနေမင်္ဂလာတရားမင်္ဂလာစကားဆိုတဲ့ခေါင်းစဉ်နဲ့ဗုဒ္ဓဘာသာဆိုင်ရာတိမတ်ဆရာများကိုရွှေတဂုံစီရီတော်စနေတောင်းရွှေတောင်ငွေတောင်တဆောင်မိကေ9ရဲ့ဝင်ဓမ္မတာကိစ္စအဖွဲချုပ်အတွင်ရမှုဖြစ်သူတာကိစ္စဓမ္မဇောတိကတဆောင်ဆရာဦးစန်းလင်းဆယ်မြောင်းနဲ့ ဆင်းနေတင်ပြလာခဲ့တာဆိုရင်တော့အခုခါမှာတော့အမေပြေကဏ္ဍကိုတဖန်ပြန်လဲရောက်ရှိလို့လာပါပြီဖြစ်ပါရဲ့ရှင်။အရင်ကအတိမတ်ဖွဲ့ရာတရဏိယကထာခေါင်းစဉ်နဲ့အနေနဲ့အရရက်ကမေးမြန်းလာခဲ့တဲ့ဓမ္မဆိုင်ရာမိကွန်များကို အပိုင်း229ထိဖြေကြရိုက်ကိုထုတ်လွှင့်တက်တာခဲ့ပြီးဖြစ်ပါတယ်။အခုခါမှာတော့ online ဓမ္မအမေပြေများဆိုတဲ့ခေါင်းစဉ်နဲ့ဆရာထံရောက်ရှိလာတဲ့ဓမ္မဆိုင်ရာအမေပု္ပ္ပာများကိုဆရာက ဆက်လက်ဖြေကြားပေးသွားအောင်ပါပဲဖြစ်ပါရဲ့ရှင်။ကြည့်ရှုနေကြတဲ့ပြည်သက်များကိုတခုပန်ကြားလိုတာကတော့မေးခွန်းမမြည်တဲ့မေးစာပေးစာများနဲ့မေးရန်မသင့်တဲ့ဖြေဆိုခွင့်လည်းမရှိတဲ့မေးခွန်းများကိုတော့ဖြေဆိုပြန်ကြားပေးခြင်းတိကျစာဖြင့်ဖြေရှင်းပေးခြင်းမျိုးတို့ကိုမပြုတ်တီကိုနားလည်သိခံခွင့်လွှတ်ပေးပါရန်ဤနေရာကနေပြီးတော့ဆရာမင်္ဂလာပါမင်္ဂလာပါဗျာဟုတ်ကြပါဆရာ အွန်လိုင်းဓမ္မအမေဖြစ်များအစီအစဉ်ကနေပြီးတော့ပထမဦးဆုံးမေးမြန်းလာတာကတော့အကောင့်နံပါတ်ဦးတင်မောင်နေပြီးတော့မေးထားဖြစ်ပါတယ်။မေးမြန်းထားတာကတော့ဦးဆန်းလင်းရေတခုမေးပါရစေ။အငငယ်ကအသက်ကြီးပါပြီ။အခုအိပ်ရာထဲမှာလဲနေပါတယ်။အငငယ်တို့ဗုဒ္ဓဘာသာရဲ့ပန်းတိုင်ဟာနိဗ္ဗာန်ဆိုတာသိပါတယ်။အခုသိချင်တာကအဲ့ဒီပန်းတိုင်ကဗမာဆိုတာကိုပါတဲ့။ပြီးတော့ခန္ဓာကိုယ်ထဲမှာလားအပြင်မှာလားမကင်ရှိပါလန်အတိုင်းကိုသွားဗမာဆိုတာတွေ့ရစီမယ်လို့တော့မဖြေပါနဲ့ကွယ်တဲ့။ အ ਨੇ ဆုံးတော့ခုနကပြောသလို အစ္စတလာဗိဒ္ဒလာတေချာတိချင်ပါတယ်အငယ်တို့ငယ်တို့ကပြောခဲ့ကြသလိုပါပဲအရှိတို့ခြိတက်ပါလို့သာပြောပြီးအရှိအရက်ပမာလဲဆိုတာမပြောရင်မပြရင်မတိကြရင်ဘယ်ဖြစ်မလဲကွယ်တခြားသူတွေကိုလည်းသိသိချင်ပါတယ်ကျမ်းမာချမ်းသာပါတယ်ဆိုပြီးတော့မြင်မြန်ထားဖြစ်ပါတယ်ဆရာနိဗ္ဗာန်နဲ့ပတ်သက်ပြီးမိထားတယ်မိကုန်းပေါ့နော်အဲ့တော့နိဗ္ဗာန်ဆိုတာကလောကကလွတ်မြောက်နေတဲ့လောကုတ္တရာတရားအဲ့တော့ကျွန်တော်ခဏခဏပြောဘူးတယ် လောကကလွတ်မြောက်နေတဲ့လောကုတ္တရာတရားတစ်ခုကိုလောကစံနှုန်းတွေနဲ့တိုင်တာပြတာလောကပညာတွေနဲ့ထင်ဟပြတာလောကဝေါ်ဟာရတွေနဲ့ဒိဋ္ဌိဖွင့်သူပြတာပြောရတဲ့လူတွေလည်းမလွယ်သလိုနားထောင်ရတဲ့လူတွေလည်းသဘောပေါက်ဖို့ခဲရင်းတယ်ပေါ့နော်။မကြောက်လဲဆိုတော့ပြောသူဆိုသူအားလုံးဟာနိဗ္ဗာန်ကိုပရိဝေဒအသိနဲ့သိခဲ့ကြတဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူး။ဒါတော့ကျွန်တော်တို့ပြောမယ်ဆိုရင်အနုဘောဓအသိနဲ့ပဲပြောလို့ရမယ်။အနုဘောဓအသိဆိုတာလျှော်စွာသိသောအသိပေါ့ဗျာ။လျှော်စွာသိတယ်ဆိုတာနိဗ္ဗာန်ကိုကိုယ်တိုင်မျက်မှောက်မပြု သေးနိုင်တော့လည်းပဲနိဗ္ဗာန်ကိုနိဗ္ဗာန်မျက်မှောက်ပြုခဲ့တဲ့ဘုရားရဟန္တာပြည့်စုံကဗုဒ္ဓတွေရဲ့ဟောကြားချက်အတိုင်းပေါ့ဒါကိုလျှော့စွာပေါ့နော်ဗုဒ္ဓလိုချာအတိုင်းပြန်ပြောလို့တော့ရပါတယ်ဒီတော့ပရမအမှုဆုံးကျွန်တော်တို့မေးတဲ့အွက်လေးကိုပဲအဲ့ဒါခြေလိုက်မှာပေါ့နော်နိဗ္ဗာန်အစ္စတလာဘိဒ္ဒလာမေးအဲ့တော့မြတ်စွာဘုရားရှင်ဟောကြားထားတော်မူတဲ့ဓမ္မသင်္ကေတပါဠိတော်ဆိုရှိတယ်အဲ့ဒီမှာနိဗ္ဗာန်ဟာတဲ့အစ္စတတရားမဟုတ်ဘိဒ္ဒတရားလို့ပြောထားတယ်ဒီတော့နည်းနည်းရှင်းဖို့တော့လိုတာပေါ့နော် ဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့လောကမှာမြင်စရာတစ်ခုခုကိုမြင်ကြတဲ့အခါမှာမြင်သိစိတ်ဆိုတဲ့သကုဝိညာဏတက်ဆိုတာဖြစ်ပေါ်တယ်။အဲ့ဒီဖြစ်စဉ်ကိုကြည့်မယ်လို့ဆိုရင်သူကဗဟိတဖြစ်တဲ့အဆင်းပေါ့အဆင်းကိုရူပလို့ခေါ်တယ်ဗဟိတဖြစ်တဲ့အဆင်းရူပပြီးတော့ကျွန်တော်တို့သကုပ္ပဒါဓာအကြည့်တက်ပေါ်မှာလာရောက်ပြီးတော့အရေးထင်တဲ့အဆင်းရဲ့အရေးလေးကိုရူပယုံလို့ခေါ်တယ်။အဲရူပနဲ့ရူပယုံကမတူဘူး။အဲ့တော့ရူပယုံဆိုတာရူပနဲ့အာယုံနဲ့ပေါင်းထားလို့ရူပယုံလို့ခေါ်တာပေါ့နော်။ အဲ့တော့ပြန်ကောက်မယ်ဆိုရင်စိတ်ဆိုတာအာယုံကိုတည်ခြင်းသဘောလက္ခဏာရှိတယ်။ဒီတော့သကုဝိညာဏတတ်ဆိုတဲ့သကုဝိညာဉ်ဟာမြင်သိစိတ်ဟာစိတ်ဖြစ်တယ်။စိတ်ဖြစ်တဲ့အတွက်စိတ်ဒီအာယုံကိုတည်တတ်တဲ့သဘောရှိတဲ့အတွက်အာယုံဖြစ်သောခုနကရူပယုံကိုဘောတည်မယ်။အာယုံမဟုတ်တဲ့ရူပဆိုတဲ့အဆင်းကိုမတည်ဘူး။ဒါဒါကောက်ချက်ချလို့ရတယ်။အဲဒီကောက်ချက်ကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်ခုနကရူပယုံနဲ့ရူပနှစ်ခုမှာရူပယုံဒီအစ္ဆတတရားဖြစ်တယ်။ရူပဒီဗဟိတတရားဖြစ်တယ်။ ဒီလိုပေါ်ချက်ချလို့ရဒါကိုကောင်းသောနားလည်ကျွန်တော်တို့ဆက်လို့ရတယ်ဆက်ရင်ဘာနဲ့ဆက်မလဲဆိုခုနရူပါယုံနဲ့သက္ခုဝิญဉ်ကိုပြန်ကြည့်မယ်သက္ခုဝิญဉ်ဆိုတာစိတ်နန္တရားဖြစ်တယ်ရူပါယုံဟာယုတ်တရားဖြစ်တယ်နန္တရားနဲ့ယုတ်တရားပေါ့နော်အဲ့ဒီနန္တရားနဲ့ယုတ်တရားမှာရူပါယုံဆိုတာကအာယုံတရားဖြစ်တယ်စိတ်စိတ်တွေကိုမိမိတံကိုညှို့စေအပ်တဲ့အတွက်ပေါ့နော်အာယုံတရားဖြစ်တယ်ဒီဘက်ကသက္ကုဝิญဉ်ဆိုတာကစိတ်စိတ်တိဋ္ဌာန်တွေကိုညွတ်တက်တဲ့သဘောကိုင်းတက်တဲ့သဘောရှိုင်းတက်တဲ့သဘောရှိတယ်။သူကအာရမဏိကပေါ့။အဲ့တော့အာရမဏိကနဲ့အာယုံနှစ်ခုဖြစ်သွားတယ်။ ဖြစ်သွားတဲ့ခါကျတော့ခုနရူပါယုံဒီအာယုံတရားဖြစ်တဲ့အတွက်ဗဟိတတရားဖြစ်သွားပြန်ရောစကုဝိညာဉ်ကအာရမဏိကပေါ့နော်အာယုံပြုတဲ့တရားဖြစ်တဲ့အတွက်အစ္ဆတဖြစ်သွားတယ်ဆိုလိုတာကပြောချင်တာကဒီမှာခုနကရူပါယုံဒီရူပဆိုတဲ့အဆင်းနဲ့ရှင်လိုက်တဲ့ခါမှာသူဒီအစ္ဆတရူပကဗဟိတသို့သောစကုဝိညာဉ်နဲ့ပြန်ရှင်လိုက်တော့သူကဗဟိတပြန်ဖြစ်သွားတယ်ဥပမာအနေနဲ့ပြောရင်တော့တမိုင်ခကြီးကနှစ်မိုင်နဲ့ရှင်နီးတယ်ပေါ့ဗျာသို့သောတစ်ဖာလုံးနဲ့ကျတော့ဝေးသွားတယ်လို့ပေါ့နော်ဒီသဘောကိုအခြေခံထားရင် ူပါယုံပြီးရင်တတ္တယုံဟိုဘက်ကတောတဝိညာဉ်ပေါ့ပြီးတော့ကန္တာယုံကာဏဝိညာဉ်ပေါ့ဇိန်နောက်ပြီးတော့ရတ္တယုံဇိန်ဝဝိညာဉ်ပေါ့နောက်ဖုဒ္ဓပါယုံကာယဝိညာဉ်ပေါ့ဒီလိုနဲ့သွားတဲ့အခါမှာမနှောဝိညာဉ်နဲ့ဓမ္မယုံခန်းကိုရောက်တယ်မိတာကအိဗံကိုအရှိယပြစ္ဆယုံ၅ခုမှာအိဗံမပါဘူးအဲ့တော့အစ္ဆရပရိဒါဒီမှာပြောလို့မရဘူးဟိုမှာအခြေခံနီးဟိုနီးကိုပဲကျွန်တော်ကပြောတာယူလာခဲ့အဲ့တော့နိဗ္ဗာန်ဘယ်မှာလဲဆိုတော့ဓမ္မယုံထဲမှာပါတယ်ဓမ္မယုံထဲမှာ6မျိုးသောအကြောင်းအရာတွေပါတယ် ါဒါကျွန်တော်ပြီးတော့မှပို့ချက်ချက်တော့ပြောထားပြီးသားပါเนาะရှေ့ပြဆက်ယုံမှာတစ်မျိုးပဲပါတယ်ရူပါယုံတစ်ခုသတ္တယုံတစ်ခုကန္နာယုံတစ်ခုရတ္တယုံတစ်ခုဖုဒ္ဓဘာယုံတစ်ခု၅ခုပေါင်းတော့ပြဆက်ယုံပေါ့ဒါပေမဲ့ဒီမနောဝိညာဉ်နဲ့ပြတာတိအပ်တဲ့ဓမ္မယုံမှာကျတော့6မျိုးပါတယ်ဘာတွေလဲဆိုတော့စိတ်တစေတသိက်ကပတာဒဒုက္ခမနိဗ္ဗာန်ပြည့်ညတ်6မျိုးသောတရားတွေကဓမ္မယုံထဲမှာပါတယ်ပါတဲ့ခါကျတော့ဒီနိဗ္ဗာန်ဝင်ကျွန်တော်တို့ကြည့်မယ်နိဗ္ဗာန်ဝင်ကြည့်တဲ့အခါမှာခုန6မျိုးသောအာယုံပါနေတဲ့ဓမ္မယုံထဲမှာ တူရတူရဆွဲဆုလိုက်မယ်ကျင်းသွားအောင်ပေါ့အဲ့ဒါဘာရလဲဆိုသင်္ကတပရမတ်တခုရတယ်အသင်္ကတပရမတ်တခုရတယ်ပြညတ်တခုရတယ်တူရပေါင်းလိုက်အဲ့ဒီထဲမှာနိဗ္ဗာန်ဒီအသင်္ကတပရမတ်ဖြစ်တယ်ဒါပေမဲ့နိဗ္ဗာန်ဟာအသင်္ကတပရမတ်ဖြစ်ပေမဲ့လည်းသူ့ကိုမြင်တွေ့ဖို့ဆိုတာတော်တော်ခဲရင်းတယ်လေဘာကြောင့်လဲဆိုတော့အသင်္ကတပရမတ်ကိုသင်္ကတပရမတ်ကဖုံးထားလိမ့်ရှိအဲ့ဒီသင်္ကတပရမတ်ကိုပြညတ်ကထပ်ဖုံးတယ်ဒါဆိုတာရုံနိုင်အောင်လူတိုင်းမသိဘူးမမြင်ဘူးဟောကြားမင်းမဆိုတော့ပြညတ်ပဲမြင်တော့အဲ့လိုအစင်းစင်းဖုံးတဲ့အတွက်နိဗ္ဗာန်ကိုသိဖို့အတွက်အမှန်တန်ခဲရင်းတယ် ကျွန်တော်တို့ရဲ့အစ္စဒတန်တံမှာမဉ္ဉံဖူဉံမဖြစ်ပေါ်သေးသဖြင့်နိဗ္ဗာန်ရဲ့အာယုံမှာပေါ်လွင်ထင်ရှားခြင်းမရှိဘူး။ကျွန်တော်တို့ရဲ့အစ္စဒတန်တံမှာမဉ္ဉံဖူဉံဖြစ်ပေါ်တာနဲ့နိဗ္ဗာန်ဒီပေါ်လွင်ထင်ရှားလာတယ်။ဒါဖြစ်ရင်ဒီအစ္စဒတန်တံမှာမဉ္ဉံဖူဉံဖြစ်ပေါ်လို့နိဗ္ဗာန်ပေါ်ရတာလားလို့လည်းမယူအပ်ပြန်ဘူး။နိဗ္ဗာန်ဟာသူဖြစ်သူကြောင့်သူပေါ်ရတာမဟုတ်ဘူး။နိဗ္ဗာန်ဟာနေသဒုကငကိုရရအရှိတရား အဖြစ်တရားမဟုတ်ဘူးနိဗ္ဗာန်အရှိတရားငါတို့ရရှိနေတဲ့တရားသို့တော်လည်းလူတွေရဲ့တန်တန်မှာပေါ့တတ္တဝါတွေတန်တန်မှာမညံ့ဖူးညံ့မဖြစ်ပေါ်သေးတွေနိဗ္ဗာန်ရဲ့အာယုံမပေါ်လွင်တာပဲရှိဒါဖြင့်အာယုံနဲ့အာရမဏိကကိုပြန်ခွဲမယ်နိဗ္ဗာန်ဒီအာယုံတရားဖြစ်တယ်ဓမ္မယုံထဲမှာပါတယ်ဒီဘက်ကစိတ်စိတ်တသိတို့ခေါ်တဲ့မညံ့ဖူးညံ့နေသည်အစ္ဆတတရားဖြစ်တယ်ဒီမိမိရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတာဟာပေါ့နော်အဲ့တော့အစ္ဆတတရားနဲ့ဗေဒတရားကိုပြန်ခွဲရင်အာယုံနဲ့အာရမဏိကနှစ်ခုတွေ့ပြီ အာယုန်နဲ့အာရမဏိကကိုရှင်းလိုက်တယ်ရှင်းလိုက်တယ်အာယုန်ဒီဗဟိတတရားသာလည်းဖြစ်တယ်အာရမဏိကစီအစ္ဆတတရားသာလည်းဖြစ်တယ်ဒါကြောင့်အာယုန်ထဲမှာပါနေတဲ့အာယုန်တရားထဲမှာပါနေတဲ့နိဗ္ဗာန်ဒီအစ္ဆတတရားမဟုတ်ဘူးဗဟိတတရားသာဖြစ်တယ်လို့ဓမ္မသင်္ကနီပါဠိတော်ကလည်းပြီးတော့မြတ်စွာဘုရားရှင်ဟောကြားထားတာဖြစ်တယ်သို့သော်တခုထပ်သိရမှာကနိဗ္ဗာန်ဟာဗဟိတတရားဖြစ်တယ်လို့ဆိုတာဒီဒီခန္ဓာကိုယ်ပေါ့ဗျာတလန်လောက်ရှိတဲ့ခန္ဓာကိုယ်ရဲ့အပြင်ဘက်မှာရှိလို့သူ့ကိုဗဟိတလို့ခေါ်တာမဟုတ်ဘူး ်ခုနလိုရူပါယုံနဲ့ရူပလိုပေါ့နော်အဲ့လိုမျိုးခေါ်တာမဟုတ်ဘူးအာယုံနဲ့အာရမဏိကတရားနှိုင်းရှင်ချက်အပြည့်အာယုံတရားဖြစ်တဲ့အတွက်ဗဟိတတရားလို့ဒီလိုပဲမှတ်ယူရတယ်လို့နော်ကျွန်တော်တို့ဒါတူဆုံးကျင်းဆုံးရှင်းဆုံးဖြစ်ကြပါတယ်နော်ဟုတ်ကဲ့ပါဆရာဆရာဖြေကြားသွားတာကိုဒါမေးမြန်းလာတဲ့ဥတ္တမအောင်အနေနဲ့လည်းဒါကျန်တဲ့နဲ့တက်လိုက်မယ်လို့ယုံကြည်ပါတယ်ဆရာဟုတ်ကဲ့ပါဆရာမမေးဆွေတွေအနေနဲ့လည်းကျန်တဲ့နဲ့တက်လိုက်မယ်လို့ယုံကြည်ပါတယ်ဆရာ အခုလိုမျိုး online ဓမ္မအမေဖေအများကဏ္ဍမှာပါဝင်ပြီးတော့ဖြေချပေးခဲ့တဲ့အတွက်ဆရာကိုလည်းတမီးတို့ရဲ့ Adobe channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ဆရာ။ဟုတ်ကဲ့ကျွန်တော်လည်းအထူးကျေးဇူးတင်ပါတယ်။